ကျွန်တော်အမေတွေပေါ့နော်ကျွန်တော်အမေတွေကျွန်တော်ဖေတွေဖုံးဆက်တယ်ဖုံးဆက်တယ်ကျွန်တော်ညီမလေးတွေလည်းပြောတယ်ကိုကြီးရဲ့နဲ့ကိုပိုင်စီဝိုင်းလည်းရှိတယ်ကိုပိုင်စီဝိုင်းလည်းရှိတယ်ကိုပိုင်အလုပ်လည်းရှိတယ်ဘလို့ဖြစ်လို့ဒီလိုမျိုးသူများပြောတာတွေဟိုကဖြစ်နေရတာလဲပေါ့နော်အဲပတ်စံကိစ္စတွေကကျွန်တော်ကျွန်တော်ဖုံးလဲဆက်တယ်ဘိုင်မာကနေလည်းပြောကြတယ်ကျွန်တော်အမေနဲ့လည်းနိုင်တယ်ကျွန်တော်အဖေနဲ့လည်းနိုင်တယ်ကျွန်တော်ကျွန်တော်မိဘနှစ်ပါးကိုကျွန်တော်ယနေ့တည်းကကျွန်တော်တစ်ဆင့်မဆော်ကားခဲ့ဘူးလုံးဝမရှိဘူး တိုင်မဲ့အခုကျွန်တော်လေးမိဘနဲ့လည်းပြောတယ်ကျွန်တော်ပြောကျွန်တော်အကြိုက်တလောက်ဆဲဟုတ်လားကျွန်တော်လည်းကိုယ်ပိုင်စီးပွားရေးလုပ်နေတာကျွန်တော်ပရာဟိတကိုစိတ်ဝင်စားလို့ပရာဟိတကိုလုံးဝစိတ်ဝင်စားလို့ကိုယ့်ရဲ့စီးပွားရေးကိုလှုပ်ပြီးတော့ကျွန်တော်ဒီလိုအထိရောက်လာခဲ့တာအခုက line မောင်ကနေလဲပြဿနာလေးတွေတဲ့တယ် လိုင်းပေါ်မှာပြဿနာလေးကလည်းတဲ့တောက်လျှောက်တဲ့နေရတယ်ပေါ့နော်။ဒါဆိုလို့ရှိရင်ဒါကျွန်တော်ဒါ ARV တိုင်းပတိန်ရနေ ARV တိုင်းပတိန်ရနေကျွန်တော်လဲဟိုဟာကိုပိုင်စီးပွားရေးကိုပိုင်စီးပွားရေးရှိတယ်။ပရာဟိတကိုအခုတည်းမှမဟုတ်ဘူး။ဟိုဟာရေဘေးတုန်းကဆိုလို့ရှိရင်တောင်ငူတို့ဘကိုးတို့မှာတွားပြီးတော့လူတယ်။ အခုဒီငလင်ဘေးမှာဆိုလို့ရှိရင်လည်းဒါကိုရမတ်တီငွေ30ကိုရမတ်တီငွေ30လည်းရှိတယ်နောက်ပြီးတော့ခုနှစ်ရက်သားသမီးတွေအလူခံလိုက်တာအားလုံးမှာ30ကျော်ကျော်ရတယ်အဲ့ဒါ line ပေါ်မှာပြည့်နေနေတွေကကျွန်တော်ကကိုရှိုင်းရဲ့ကိုရှိုင်းရဲ့ပတ်စံအောင်ပုံတော့အဲဒီလိုအလွဲ3စားလုတ်ပြီးတော့ဒီလို live လုပ်တယ် live ပြီးတော့ကျွန်တော်ဒီအမှန်တိုင်းပြောလို့ရှိရင်ကျွန်တော်ကဒီမန္တလေးတိုင်းကိုမန္တလေးတိုင်းကိုလူဖို့ပဲဆုံးဖြတ်ထားတာမန္တလေးတိုင်းရဲ့သခိုင်းတိုင်းဆိုတော့ကျွန်တော်နေတဲ့နေရာနဲ့ AI တိုင်းကအရင်ဝေးနေပြီအဲ့အရင်ဝေးနေတာဖြစ်တဲ့အတွက် အရန်ဝင်းနေတာဖြစ်တဲ့အတွက်အဲ့ဒါကျွန်တော်ကိုခုနှစ်တာဒီမီဒီယာစကိုင်းမှာလည်းအခြေအနေတော်တော်ဆိုးတယ်သူတငယ်ချင်းမိတ်ဆွေတွေလည်းရှိတယ်ပေါ့နော်စကိုင်းကိုတစ်ချက်လောက်လှုပ်ပေးပါအောင်ဆိုပြီးတော့အလူငွေထထဲတယ်ထထဲတဲ့အခါကျတော့ဒါစကိုင်းကိုသွားဖြစ်တယ်အခုပါဆိုလို့ရှိရင် line ပေါ်မှာကြီးကအဲ့ဒီဟိုပတ်စံကိစ္စနဲ့တော်တော်ကြီးအဲ့ဒါတဲနေဒါကျွန်တော်ဆိုလို့ရှိရင်လည်းဒါကျွန်တော်ဟိုဟာခုနှစ်ရက်နေလောက်ကအလာတော့အခုဆိုလို့ရှိရင်၁၀ရက်ကျော်ကျော်လောက်ရှိပြီကျွန်တော်မှာအဝတ်အစားသုံးတယ်ပဲရှိတယ်ကျွန်တော်မှာဒါပရာဟိတလှုပ်ပြီးပြီးဆိုရင်ကျွန်တော်ဒါကိုမျိုးကိုဒေတာကိုပြန်လာမှာ အခုဆိုလို့ရှိရင်ဒါကျွန်တော်အမေတွေပေါ့နော်ကျွန်တော်အမေတွေကျွန်တော်ဖေတွေဖုံးဆက်တယ်ဖုံးဆက်တယ်ကျွန်တော်ညီမလေးလည်းပြောတယ်ကိုကြီးရဲ့နဲ့ကိုပိုင်စီးဝါးရေးလည်းရှိတယ်ကိုပိုင်စီးဝါးရေးလည်းရှိတယ်ကိုပိုင်အလုပ်လည်းရှိတယ်ဘလို့ဖြစ်လို့ဒီလိုမျိုးသူများပြောတာတွေဟိုကဖြစ်နေရတာလဲပေါ့နော်လုံးဝအဲ့လိုမျိုးဒါတကြံပါဆိုလို့ရှိရင်လည်းမိဘနှစ်ပါးတွေအများနဲ့ကတော့တယ်ကတော့တယ်ပြီးလို့ရှိရင်ကိုကိုယူဟာဒေတာတကြီးဝါကြီးတွေကိုလည်းဒါကတော့တယ်အများနဲ့အဲ့လိုလုပ်တယ်ဒါပေမဲ့ဒီနေ့တကြံမှာကျတော့ပရဟိတမှာကိုဆိုင်နဲ့တူရှိနေတယ် အဲပတ်စံကိစ္စတွေကကျွန်တော်ကျွန်တော်ဖုန်းလဲဆက်တယ်ဘိုင်မာကနေလဲပြောကြတယ်ကျွန်တော်အမေနဲ့လဲနိုင်တယ်ကျွန်တော်အဖေနဲ့လဲနိုင်တယ်ကျွန်တော်ကျွန်တော်မိဘနှစ်ပါးကိုကျွန်တော်ခရစ်နှစ်တားကြီးကျွန်တော်တစ်ဆင်မမစော်ကားခဲ့ဘူးလုံးဝမရှိဘူးတိုင်မဲ့အခုကျွန်တော်လေမိဘနဲ့လဲပြောတယ်ကျွန်တော်ပြောကျွန်တော်အကြိုက်တလို့ဆဲဟုတ်လားကျွန်တော်လဲကိုယ်ပိုင်စီးပွားရေးလုပ်နေတာကျွန်တော်ပရိုက်ဟီတာကိုစိတ်ဝင်စားလို့ပရိုက်ဟီတာကိုလုံးဝစိတ်ဝင်စားလို့ကိုယ့်ရဲ့စီးပွားရေးကိုလှုပ်ပြီးတော့ကျွန်တော် ဒီအထီးရောက်လာခဲ့တာကျွန်တော်စကိုင်းကိုမန္တလေးအရောက်အထီးလာခဲ့တာကျွန်တော်ညီမလေးဆိုတော့နိုင်ငံသားမှာနိုင်ငံသားမှာနေရောက်ရှိတယ်ဘာမှကျွန်တော်လူတွေသေးမရှိအောင်အကုန်လုပ်ပေးတယ်ဒါပေမဲ့အခုကျွန်တော်ညီမလေးတွေကပါတစားကိုကြီးကိုရဲ့အရေးချင်းကိုပိုင်စီဝါရေးရှိနေတာနဲ့ဘလို့ဖြစ်လို့အောက်ကျဒီလိုမျိုးလိုက်လုပ်နေရတယ်ဘောနော်ကျွန်တော်ကိုကိုကလည်းကျွန်တော် အရာအားလုံးကျွန်တော်ဆွတ်လွတ်ထားတာပရာဟိတကလုံးမယ်ဆိုပြီးတော့ကျွန်တော်ဆွတ်လွတ်ထားတာဆွတ်လွတ်ပြီးတော့ကျွန်တော်ဘယ်အရာမှဥစားမပေးပဲကျွန်တော်အမေတွေကျွန်တော်ညီမလေးတွေပြောတဲ့ခါကြောက်လို့ရှိရင်တော့ကျွန်တော်မေ့ရတာအခုလောလောဆယ်မှာတာပရာဟိတလုံးပြီးတော့တာအဲ့ဒါလေးဖြစ်တယ်တာအတတ်နိုင်ဆုံးတာကြိုးသားနေရမနော်ပြဿနာကြီးလည်းဖြစ်ရှင်းတယ်တာမေ့တွေဆိုလို့ရှိရင်ငိုပြီးတော့ပြောတယ်အဖေတွေဆိုလည်းငိုပြီးတော့ပြောတယ်တာပြန်လာခဲ့ပါပြန်လာခဲ့ပါဘယ်လိုဖြစ်လို့ပါဖြစ်နေအခုဆိုရှင်အမေနဲ့ဆိုကြ10ရက်ကြော်ကြော်လောက်ရှိပြီကျွန်တော်မှအဝိစာ3ရက်ပဲပါတယ် ဒါကျွန်တော်တန်ရှိပြန်လည်းမဟုတ်ဘူးကျွန်တော်ရဲ့စိတ်ကိုပြောပြတာကျွန်တော်ရဲ့ပရာဟိတရဒီပသိမ်မြို့မှာရှိတဲ့ပရာဟိတအဖွဲ့တွေလည်းအများကြီးရှိတယ်ကျွန်တော်ကျွန်တော်စိတ်ကိုသိတယ်သူသဘောလဲပေါက်တယ်ကျွန်တော်လုံးဝတန်ရှိရတာလည်းမဟုတ်ဘူးဒါကိုဆိုင်နဲ့အခုကျွန်တော်တွဲနေရဆိုတော့လည်းကျွန်တော်ဘာမှမမက်မဟုတ်အခုကိုဆိုင်ကနားမလဲလို့ KB ဝစ်ပေးတယ်အခုဆိုရင်ကျွန်တော်ဖုန်းထဲမှာတော့ကျွန်တော် KB ဝစ်ပေးရှိထားပေမဲ့ကိုဆိုင်ရဲ့ဖုန်းနံပါကိုသူ့ရဲ့အကောင့်ထဲမှာပဲကျွန်တော်ထည့်ထားတာ ဘာဖြစ်လို့အခုကျွန်တော် KB ဝစ်ပေးနေကျွန်တော်လှုပ်ရှားနေကျွန်တော်အဲ့ကျမှအဲ့လိုစိတ်လုံးဝမရှိဘူးဒါကကျွန်တော်အမှန်တိုင်းပြောပြတာကျွန်တော်မှအဲ့လိုလုံးဝစိတ်မရှိဘူးကျွန်တော်မှလည်းဒါလူဆိုတာလေကိုယ့်ရဲ့ဟိုဟာပေါ့နော်သူများရဲ့အကြောင်းကိုသိရှင်သူများကိုကြည့်ပေးပါဟိုသူများအကြောင်းကိုဝေဖန်မှဆိုနောက်ကွယ်မှာဘာဘာရှိလဲဘာတွေပြုတ်လုပ်လဲဘာတွေလုပ်လဲဆိုတော့တစ်ချက်လောက် ကြည့်ပေးပါဦးနော်အခု live မှာပြဿနာတက်နေတာတွေကအခုပောက်ဝင်းကြီးကလည်းကိုယ်ပြောတယ်ကိုယ်ယုံကြည်ရဲ့ကိုယ့်ရဲ့ပြိတ္တာလည်းရှိတယ်ခုနှစ်ရက်တာတိမိတင်နဲ့အလီမွေးလည်းဆို390ကျော်ရတာအခုသူတို့တွေရပါတစင်ကျွန်တော်အဲ့လိုမျိုးဖြန့်ဝေတာမျိုးတွေရှိတဲ့ခါကျတော့အဆင်မပြေဘူးလုံးဝအဆင်မပြေဘူးဒါပေမဲ့တချို့ကျတော့လည်းကျွန်တော်ကဲလန့်နဲ့ဟိုဟာပြိတ္တာတွေရှိတယ် စကိုင်းကိုသွားမိတာမားတယ်ပေါ့နော်အမားတို့ဘက်ကလည်းတောင်းပန်တယ်စာရင်လည်းပို့တယ်ဘိုင်မားနေပြီးတော့မောင်လေးရေမောင်လေးရဲ့ပထမမန္တလေးမှာပဲအခြေချပြီးတော့လုတ်ခဲ့ပေးမယ်လို့ပြောတယ်ဒါပေမဲ့အခု line ပေါ်မှာတက်လာတဲ့ရာစကိုင်းကိုသွားတဲ့အတွက်အမားတို့ကအညွညွတောင်းပန်တယ်အမားတို့ရဲ့အမားဖြစ်သွားတယ်ပေါ့နော်စကိုင်းမှာဒီလိုမျိုးဒီလိုမျိုးမောင်လေးဒီလိုမျိုးဟိုကဖြစ်သွားမယ်လို့အခုဟိုကပတ်စံကိစ္စနဲ့ငွေကြီးနဲ့ဖြစ်သွားမယ်လို့လုံးဝမထင်တာဘူးအခုကျွန်တော်ရဲ့ဒါခုနှစ်ရက်တိုင်းမိတယ်အလူနဲ့ဆိုလို့ရှိရင်သိန်းခုနှစ်တယ်ရှိရင်ကျွန်တော်ရဲ့ Facebook account မှာလည်းရှိရင်ကျွန်တော်စရင်အင်းနဲ့တေချာလုတ်ထားပြီးတာကျွန်တော်လုံးဝလည်းငွေကြီးကြီး Pride လုံးကြီးအတွက်ကျွန်တော် ော်မှလေး pride စိတ်ပဲထားတယ်ငွေကြီးကျွန်တော်ခေါင်းလည်းမထည့်ဘူးကျွန်တော်ရဲ့ကိုယ်ပိုင်စီးပွားရေးကျွန်တော်ကျွန်တော်ဆွတ်လွတ်ပြီးတော့ဟုတ်လားကျွန်တော်ဒါစပူမှုတယောက်ကျွန်တော်ရဲ့ကိုယ်ပိုင်စီးပွားရေးကျွန်တော်ဆွတ်လွတ်ပြီးတော့ဒါကျွန်တော်အရာဝီတိုင်ကနေမန္တလေးလိုဇကိုင်းကိုကျွန်တော်အခက်အခဲမျိုးစုံနဲ့ကျွန်တော်ရောက်အောင်သွားတယ်ကျွန်တော်ကိုယ်ဆိုင်စီကဘာမှလည်းမမဟုတ်ယနေ့တိုင်းအထိ မန္တလေးကနေကျွန်တော်စကိုင်းကနေပြန်ပြီးတော့ကျွန်တော်နောက်နေ့မန္တလေးရောက်တယ်မန္တလေးရောက်တဲ့အခါကျလို့ရှိရင်ကိုရှိုင်ကနေဆက်သွယ်လာတယ်ကိုရေညီလေးကိုကူညီပေးပါဦးကိုရေကေဘေးလေးတစ်ချက်လောက်ညီလေးကိုကူညီပါကျွန်တော်မှပထမဦးဆုံးအသွားပြန်ကိုတောင်ကိုတောင်ပေးရတယ်၃ရက်ဆက်တိုက်ပေးရတယ်ကိုတောင်ကိုတောင်ဒါကျွန်တော်ပတ်စံတဲ့ကျွန်တော်ပတ်စံတဲ့ကျွန်တော်တဲတယ်ဆိုတာကလည်းကျွန်တော်မိတ်ဆွေတွေဒီမှာကျွန်တော်တဲတာကိုရှိုင်ရဲ့ပတ်စံလုံးဝမထီဘူးဒါကာသမားတွေဆိုလည်းသိတယ်တနေ့တနေ့ကျွန်တော်ကိုတောင်ကိုတောင်ပေးရတယ်ဒါကျွန်တော်ရဲ့ပတ်စံတဲ့ကျွန်တော်ရဲ့ပတ်စံဆိုတာကျွန်တော်ညီမလေးကကျွန်တော်ပြန်ပြန်ပို့ပေးတယ် ကျွန်တော်မှလည်းစုဆောင်းတာရှိတယ်ကျွန်တော်ကိုပိုင်းစီးပွားရေးဒါပေမဲ့ကျွန်တော်ပရာဟိတကိုဆုလုပ်ပြီးတော့အရာရာကိုဆုလုပ်ပြီးတော့ဟုတ်လားကျွန်တော်မိပါတယ်ဆိုမျက်ခုမျက်ရည်ကြရတယ်မျက်ရည်ကြပြီးတော့ကျွန်တော်ကိုပြောတယ်တာရည်ပြန်လာခဲ့ပါကျွန်တော်မိပါတယ်စိတ်မကောင်းအခုပတ်ဝန်းကျင်နေဆိုလို့ရှိရင်လည်းတာကိုပြန်လာခိုင်းတယ်ဟုတ်လားဘယ်တော့မှမိဘပေါ်လဲမစော်ကားခဲ့ဘူးမိဘတွေဆိုလည်းပြည်စုံထားပြီးတယ်မိဘတွေလူလီသေးမရှိအောင်အကုန်လုပ်ပေးတယ် ဒါပေမဲ့အခုလိုမျိုးခွာဖြစ်သွားတဲ့ခါကျတော့ကျွန်တော်မိဘတွေမျက်ရည်ကျရတယ်ကျွန်တော်ကလည်းဆဲကြတယ်မိဘမိဘနဲ့ပတ်သက်ပြီးတော့ဒါပေမဲ့ကျွန်တော်အမတိုင်းပြကျွန်တော်စိတ်မဆိုးဘူးကျွန်တော်ပြောကျွန်တော်ကြိုက်တယ်လို့ပြောဒါပေမဲ့ကျွန်တော်မိဘတစ်ပါးကတော့မထင်နဲ့ကျွန်တော်ရင်းညပဲဆိုမျက်ရည်တွေကျရတယ်အရင်လက်ခံစားရတယ်တသန်းလို့ကိုကျွန်တော်ဒါပထမဦးဆုံးပရိုက်ပရိုက်တာလုပ်တဲ့အချိန်မှာအရင်ကျွန်တော်ပြောတယ်ကျွန်တော်အရင်ခံပြင်းတယ်ဒါပေမဲ့စိတ်မကောင်းဒါပေမဲ့ကျွန်တော်ပြောကျွန်တော်မြစ်တာထားတယ်ဒါပေမဲ့ကျွန်တော်မိဘတွေတော့မထင်နဲ့ကျွန်တော်အကောင်းဆုံးအရာရာကိုဆွလွတ်ပြီးတော့ဒါယနေ့တိုင်အထိကိုရှိုင်းနဲ့ကိုဂျီယူပရိုက်တာကိုလုပ်နေတာ မိဘတွေကလည်းအရင်စိတ်ပူတယ်အခုယနေ့တိုင်းထိဒါကျွန်တော်မွေးစာတီးကျွန်တော်ပတ်သိမ်းမပြန်သေးဘူးမပြန်သေးဘူးကျွန်တော်အရာအားလုံးကိုဆိုင်အောင်အစအစအရာကိုလိုက်လုပ်ပေးတယ်ဒါကျွန်တော်မန်တော်စကားပြောတာကျွန်တော်လုံးဝကျွန်တော်စိတ်ထဲမှာကျွန်တော်ဘာတစ်ခုမှလည်းမတက်မဲ့ဘူးမတက်မဲ့မဟုတ်ဘာမှလည်းမမဲ့မဟုတ်တန်ရှင်းနဲ့ကျွန်တော်ဒါလုံးဝမရှာဘူးကျွန်တော်အခု line ပေါ်မှာပြောနေတာတွေကတော်တော်ကြီးကျွန်တော်ခံပြင်းတယ်ကျွန်တော်စိတ်မဆိုးဒါပေမဲ့ကျွန်တော်မိဘတွေမတည်နဲ့ညီလေးကျွန်တော်ကသူ့ကိုလေးစားတယ်အရာရာတိုင်းမှာလေးစားတယ်အကိုအကိုလို့လည်းတန်ဖိုးထားတယ် ကျွန်တော်တို့အရာရာအားလုံးနှိတ်ချတယ်နှိတ်ချတယ်ဘာဖြစ်လို့ကျွန်တော်စိတ်ထဲမှာသူများကောင်းစားမယ်သူများပရဟိတလုပ်တယ်သူများဖေးမတာကိုပဲကျွန်တော်လိုလားတယ်ကျွန်တော်ဘယ်တော့မှကျွန်တော်အမြင့်လည်းမရောက်ချင်ဘူးအမြင့်လည်းမရောက်ချင်ကျွန်တော်ကလေကျွန်တော်ရဲ့စိတ်ကကျွန်တော်အရင်တိမ်ငယ်ပဲတိမ်ငယ်တတ်တယ်အရာရာကိုတိမ်ငယ်တတ်တယ်ဒါပေမဲ့တစ်ဖက်သူကိုကူညီဖို့ကကျွန်တော်မှာအရေးချင်းအများကြီးရှိတယ်ဒါကိုဆိုင်တယောက်ထဲမှာမဟုတ်ဘူးဒုက္ခရောက်တဲ့သူတွေအဖိုးဘွားတွေကျွန်တော်မြို့ထဲမှာကလေးသူငယ်တွေအဆအဆအရာကျွန်တော်ဒါဖေးမတယ်9000ဆို9000တက်တောင်းဆို1000ဒါကျွန်တော်တပ်ပုံနေလည်းမရဘူးဘာမှလည်းမတင်ဘူး ဒါကျွန်တော်အမှန်သောစကားပြောတာကျွန်တော်ရဲ့အကြောင်းကိုသိချင်တယ်ဆိုကျွန်တော်ရဲ့အကောင့်လေးကိုတစ်ချက်မှကြည့်ပေးပါကျွန်တော်မဝေဖန်ကြပါနဲ့နောက်တစ်ခါကျွန်တော်မိဘတွေမဆဲပါနဲ့ဆဲရင်ကျွန်တော်ကိုဆဲပါကျွန်တော်မိဘတွေသွားမကြည့်ပါနဲ့အခုကျွန်တော်ညီမတွေကျွန်တော်မိဘတွေကမျက်ရည်ဇက်တွေနဲ့ကျွန်တော်လည်းပြန်လာခိုင်းနေပြီဟုတ်လားဒါပေမဲ့ကျွန်တော်မိဘတွေကိုတိတ်ပြီးသွားမဖြစ်လို့တာယနေ့တိုင်ထိကိုဆိုင်အောင်လက်တွဲပေးနေတာဒါပေမဲ့မဝေဖန်ပါနဲ့မတိုက်ခိုက်ပါနဲ့ကျွန်တော်တောင်းမပါနဲ့အညွန်ညွန်တော့ပြိတ္တတွေအညွန်တောင်းမပါနဲ့ကျွန်တော်မတိုက်ခိုက်ပါနဲ့နော်ကိုဆိုင်ရဲ့မိတ်ဆွေတွေလည်းကျွန်တော်တောင်းမပါနဲ့ စ်တရားဖြစ်ပုံကကျွန်တော်တို့ကတွေ့တွေ့ချင်းမှာတော့အဲ့ဒီနေရာပေါ့ကျွန်တော်ရှိလာတဲ့နေရာကျွန်တော်ပတ်ကျွန်တော်ဒီကိုကြီးအဲ့ဒီနေရာကိုကြီးအလူရှင်တွေမရောက်တဲ့နေရာပေါ့နော်တူလူရှင်တွေပေါ့အဲကိုဒီလေးကိုပတ်ပြပါဆိုလိုက်ပြရပေါ့နော်လိုက်ပြတဲ့နေမှာအဲ့အဲ့နေမှာပတ်စံထောက်ကကျွန်တော်ကိုပေးထားပေါ့အဲ့ဒါ30ရဲ့အဲ့ပတ်စံ30ရဲ့ဒီညီလေးပတ်စံဟုတ်အဲ့ညီလေးပတ်စံဆိုတော့သူကပြောတယ်ကိုကြီးရဲ့ညီလေးတယောက်တည်း လူတို့လိုဖြစ်နေမှာဆိုလို့လည်းသူပါဇာကျွန်တော်လည်းသူ့ရဲ့ plan တွေလည်းကျွန်တော်သိသွားအောင်လို့ပေါ့နော်အခုတော့ပြတာပေါ့နော်ကိုကြီးရောပေးကိုကြီးဟိုပဲပေးထားတာပါဇာနေရအခုတော့အဲ့ဒါမှသူကလွဲကုန်တာလွဲကုန်တော့ကျွန်တော်ပါဇာပေါ့အဲ့ပါဇာနေရအဲညီလေးကြီးကအဲကျွန်တော်ရှိရအဲပါဇာနေ light လူတို့လိုအေးအဲ့လိုအဲ့နေရာမှာသူကလွဲကုန်တာအမှန်တမ်းအဲ့ဒါဒီညီလေးရဲ့ပါဇာနေပါအခုတော့သူက ်ဟိုကျွန်တော်ပြည့်ချီစီချင်အောင်မနော်ကင်ကင်တူးပစ္စံတွေကျွန်တော်အကုန်လုံးပေးထားလိုက်တာအဲ့ဒီကအော်အလိုအဲ့အဲ့မှာစလွဲသွားတာဘာအထင်လွဲသွားတာပေါ့ကျွန်တော်တို့ကလည်းနည်းနည်းလိုသွားတာပေါ့နည်းနည်းလိုသွားဆိုတော့ဟိုလိုအဲ့မှာသူကသူ့ရဲ့စိတ်ကစိတ်စိတ်မှန်နဲ့ကျွန်တော်ကင်ခန်းချင်တဲ့ပစ္စံကိုကင်ပြီးတော့ကျွန်တော်လှူတာကိုသူအကုန်လုံးမြင်ချင်စင်တာသူကအဲ့လိုစိတ်ပဲရှိရတယ်အဲ့လိုစိတ်မျိုးအဲ့လိုစိတ်ရှိရအဲ့ဒီကမနှစ်ပိုင်းကရွှေဆိုင်ပေါ့နော်ရွှေဆိုင်လာတဲ့ပစ္စံလည်းရှိတယ်အဲ့အဲ့လားလေးမှာသူကအကုန်လုံးအဲ့နေရာမှာလွဲသွားတာပေါ့ မနေ့ပိုင်းကရွှေဆိုင်ကလည်းလာလူတွေပတ်စံပြီးတော့သူမနေ့ပိုင်းကျွန်တော်ကြတော့ညနေခင်းဆောင်ကျွန်တော်ကျွန်တော်ကျွန်တော်ရောက်တဲ့အချိန်နဲ့ကျွန်တော်ကျွန်တော်ကတော့ညနေကျတော့ရွှေဆိုင်ပြီးတဲ့ပတ်စံလေးအပုံညနေကျတော့တစ်ခါပုံပြလူလိုက်တာဒီမှာအဲ့အဲ့နေရာမှာသွားပြီးတော့လိုရဲသွားတာအာညတိကျေးဝဘောနော်ဟာကိုရှိုင်းဆိုပတ်စံနေနဲ့လိုက်ပြီးတော့အဲ့အဲ့လိုလူတွေပေါ့အထင်လွဲသွားတော့အကစားပြီး ဒီမှာကျွန်တော်ပြောကြတာပေါ့နော်ကိုရှိုင်းစုံကရတဲ့ဟိုဟာရွှေရပတ်စံဟိုဟာရွှေစံရလာပြီးတဲ့ပတ်စံနဲ့ပြီးကိုရှိုင်းစုံလူထားတဲ့ခုနှစ်ရဲ့သားသမီးကပတ်စံနေနဲ့အဲ့ဒါကိုကိုကြီးဦးကဟိုသူသူပတ်စံဆိုပြီးတော့အဲ့လိုမျိုးလုပ်တယ်ပေါ့နော်အဲ့အဲ့ဒါပြဿနာတွေကအဲ line ပေါ်မှာတောက်လျှောက်အဲ့ဒါလေးတင်တယ်တကယ်တမ်းအဲ့လိုမဟုတ်ပါဘူးခင်ဗျာအဲ့ဒါညီလေး ကျေးဦးရဲ့ပတ်စံတွေပါကိုဟိုအလူကံရတဲ့ပတ်စံတွေအလူကံရတယ်။အေးရဝီတိုင်းကနေပတိမျိုးကနေရတဲ့ပတ်စံတွေပတ်စံတွေကနေအဲသူ့ကိုဟိုကျွန်တော်ကလည်းကျွန်တော်ရဲ့မိတ်ဆွေတွေဒီထက်မကအောင်မြင်အောင်တိုးတက်တာကိုကြီးရဲ့စိတ်ထားလေးပို့ပြီးတော့လေးစားသွားအောင်ဆိုပြီးတော့ပွင့်သွားအောင်ပွင့်တော့ပတ်စံအောင်ပေးလိုက်တာပေးကင်လိုက်တာပေးကင်လိုက်တော့ကျွန်တော်စီမှာကျွန်တော်မထားဘူးမထားမင်းနဲ့ကျွန်တော်ကနေမိတ်ဆက်ပေးတယ်ပေါ့နော်အားလုံးမင်္ဂလာခင်ဗျာကိုရှာကြီးကြပါလားသူကစကားတိတ်မပြောတတ်ဘူးအေးတယ်အရင်လည်းယူတာတယ်အားကြောင့်ကျွန်တော်ကနေတဆင်ကသူ့ကိုပြန်ပြီးတော့ပြောပြမိမယ်ပေါ့နော်အခုကျွန်တော်မရဘူးတဲ့ဒေတာတွေစကားမှာ ဆိုရင်အခက်အခဲမရှိကြောက်ကြောက်တာလားကြောက်တာတွေမှာတကယ်ခက်ခဲရှိတဲ့နေရာတွေမှာအဲလိုက်ပြပြီးလူဝေးမယ်ဆိုပြီးတော့အဲ့လိုမျိုးဟိုပါပြစ်လိုက်တာလူခိုင်းလိုက်တာလူခိုင်းလိုက်တာလူခိုင်းလိုက်တာဟုတ်ကဲ့လူခိုင်းလိုက်တာအဲ့နေရာမှာလွဲပေါ့နော်လူအဲ့လည်းလူအဲ့ကြောင့်လည်းပြောပြီးတော့သွားမလို့မသွားပါနဲ့ဆိုတော့ငါကကြီးအဲ့ကြောင့်သူအဲ့လာကြီးမငကြီးမတွေးနေအဲ့လာကြီးမတွေးနေသူအဲ့လာတွေးလို့ကိုကကိုကသူ့အာကုန်းတယ်ညီလေးအဲ့လိုကြီးမလို့တော့သူတော့ကိုဘာလို့လို့လောမှမသိတဲ့ဒီမင်းမင်းညလည်းသူကလည်းအဲ့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 ကောက်အဲ့ရလားမင်းရ အဲ့ကိုကအဲ့ကိုမပြောဘူးထားပါထားတော့မဆိုလို့အဲ့ဘယ်ပြောဘယ်ချိန်မှအဲ့ဒါမှတ်မလို့ ိလားအဲ့ဒါနောက်ကြရတယ်အခုငါအဲ့ဒါသိရမင်းမသိပါဘူးညီမသိပါဘူးအဲ့တော့အဲ့ဒါအဲ့ဒါမှအဲ့လိုနည်းနည်းအဲ့ဒါမဆိုတော့ဒီချိန်ထားသွားမလို့တော်တော်များများကိုကျွမ်းနေလေကိုကမကျွမ်းအောင်တူထားသွားကျွန်တော်ရောင်ရောင်လေးဖြစ်မှာဥနဲ့လို့လို့ရှိပါတယ်တော်တော်ဥနဲ့လို့လေဟုတ်ချန်ခဲ့မှာကြောက်တာထားသွားပြီးပြန်ပြေးသွားမှာကြောက်တာထားခဲ့တူထားခဲ့လားရာတဲ့တူကျွန်တော်လည်းလက်မတွဲမှပူကြောက်တာပါထားခဲ့လားမိုးတဲ့ဟိုလားအခုကကိုကပဲအဆဆရကိုလိုက်လုပေးနေရတော့လည်းအားကိုးတယ်ပေါ့ယုံကြည်တာပေါ့နော်မကြီးပြန်မှုအထီးတိမျက်ရည်ကျခဲ့တယ်ပေါ့နော်တစ်ခါမှလေတနေ့နဲ့တကူကျွန်တော်အဲ့လိုမျိုးမရှိခဲ့ဘူး မရှိခဲ့ဘူးအဲအဲဒါပထမဦးဇုပရဟိတလို့ဒါကျုံကျုံတွေ့ရတဲ့အရာမျိုးလို့ပြောရမှာပေါ့နော်ဟုတ်ဒီလိုကိုလည်းလက်ရှိတွဲနေတာကိုသူလူပြောတဲ့ဟာကိုတော့မြေလေးကနားထောင်တာလားကိုပြောတာနားထောင်တာလားလို့ကြိုးရတယ်။ကိုလည်းလက်ရှိညီလေးနဲ့ကိုနဲ့တွဲနေတာကိုလို့မြေလေးကိုကြောင်းနဲ့သိတယ်ကိုကြောင်းမြေလေးကြောင်းနဲ့ကိုသိတယ်ညီကိုနည်းရောက်သိနေဖို့အဓိကပဲလေပြန်လာလေရသူကတော့ဝေဖန်မှာပဲလေဝေဖန်တဲ့လူကတော့တော်များအကုန်လုံးကတော့ဝေဖန်တဲ့လူကများတာပဲနော်ဘယ်သူမှမဟုတ် ဝေဖန်မှုပဲရှိနေမှာပဲအခုတော့ဘာပဲဖြစ်ဖြစ်လူတိုင်းကိုမြင့်တန်ထားအတွက်ခံနိုင်ရောရှိအောင်စူးစမ်းနေတယ်ခံလဲခံနိုင်တယ်ပေါ့နော်တကူကဒါပေမဲ့မိဘတွေနဲ့တော့ပတ်သက်လို့မဆဲစုံနေပေါ့နော်ကျွန်တော်ဆဲတာတကူတော့တောင်းဆိုချင်ပါတယ်နော်မိဘလေးနဲ့ပတ်သက်ရင်တော့ကျွန်တော်လည်း ျွန်တော်မှလည်းမိဘမရှိပါဘူးအဲ့လိုအဲ့လိုမျိုးဟုတ်ကဲ့ကျွန်တော်လည်းမကြိုက်ပါဘူးမိဘနဲ့ပတ်သက်တာရေကျွန်တော်တော့ကျွန်တော်လူကြီးကတော့ဘယ်လိုပဲပြောပြောပြောတာခံနိုင်ပါတယ်ဟုတ်ကဲ့ခန္ဓာကြီးတည်းရှိပါလားအဲ့လိုဘောနော်အခုလည်းဟိုကျွန်တော်တို့ဒါဟိုစကားအပြောမှားတာတွေရှိခဲ့လို့ရှိဘောနော်အဲဟိုရာအခုလိုမျိုးမိတ်ဆွေတွေအားလုံးဘောနော်တကယ်ချင်းကျွန်တော်တို့နေအောင်အပင်းနေချက်တကယ်ချင်းအားလုံးစကားအပြောအပြောဆိုတွေမှားခဲ့တာတွေရှိခဲ့လို့ရှိရင်လည်းကျွန်တော်တို့အညွန့်ညွန့်တောင်းပန်ပါတယ်ဘောနော်